အလုံးမဲမင်္ဂလာပါများဆိုင်းတဲ့သတင်းဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုပိုင်းတွေကတော့မွတ်စလင်တချို့ကဗုဒ္ဓဘာသာကိုစော်ကားလာလို့တုံ့ပြန်လာတဲ့မောင်ဆိုးနဲ့ကိုကျော်ကြီးရဲ့ရုပ်သံဖိုင်တွေကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာဒီမှာမောင်ဆိုးနဲ့ကိုကြီးကျော်ကဘယ်လိုတွေတုံ့ပြန်ပြောဆိုထားတဲ့ဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတုံ့တဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းဆိုင်းတဲ့သတင်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ မင်္ဂလာပါဟိုအများတိုင်းတော့ဘာသာရေးအကြောင်းတော့မပြောချင်ပါဘူးခင်ဗျာနောက်တကယ်တမ်းကျတော့ဒီနေ့ unit ဆိုတဲ့အောက်တန်းစာဘင်္ဂလီကလာတယောက်ပါဒီအတင်းကိုရောက်နေတာပေါ့ဒီရောက်နေလဲဆိုတော့အာမလေးရှားနိုင်ငံပေါ့သူ့လိုက်ထဲမှာစကိုင်းမီဆိုတဲ့အကောက်ပန်းရှင်ကဒီနေ့ဗုဒ္ဓဘာသာကိုအုံဒီကိုကိုရတဲ့ဘာသာဘာညာဆိုပြီးပြောတယ်ပေါ့ဗျာဒါပေမဲ့အဲ့ဒီစကိုင်းမီတို့တို့မင်းတို့မွတ်စလင်ပလီစီယာတွေအစပေါ့နော်ပလီစီယာတွေအစ ဒါနဲ့ခမားတို့ရဲ့ကော်ရန်ကျမ်းစာကိုယူများရဲ့စာအုပ်ကပိုးချထားတယ်ဆိုတော့ကိုမင်းတို့တွေကတည်ချမလိလာဘူးမရှိတဲ့ဖရားကိုလည်းကျွန်တော်တို့အလာနဲ့ရှင်မလို့ရမလားပေါ့ကျွန်တော်တို့အလာနဲ့ကျွန်တော်တို့မိုဟမက်ကနောက်ဆုံးဘာညာဆိုပြီးပြောကြတာပေါ့ဗျာဒါအဲ့တော့အဲ့ဒီ sky me ဆိုတဲ့ရင်နုလိုက်မှာပြောရတဲ့ဘဲကြီးကိုကျွန်တော်မေ့ကျင်တာဟုတ်ပြီခမားတို့ဥချရဲ့ဘေဘက်ကိုဥချတာလေခမားတို့ဥချတာဥချတာပါဘူးဥချတာလေတည့်ရ၅ချိန်ခမားတို့ဖွပြူတယ် เนาะခင်ဗျားတို့ဖျားရှိခိုးရဲပေါ့ဗျာခင်ဗျားတို့မွတ်စလင်ဘာသာရအဲ့တော့ခင်ဗျားတို့ဘေဘက်ကိုဥချတာလေအဲ့ဥချတဲ့နေရာဘာလဲမက္ကာကာဘာကြီးကိုဥချတာမဟုတ်လားအဲ့တော့မက္ကာကာဘာကြီးကိုဥချတော့ခင်ဗျားတို့ကလည်းပဲအဲ့မက္ကာဆိုတဲ့ဒီကာဘာကြီးကတချိန်တခါတော့ကဘာလဲဆိုတော့ခင်ဗျားတို့မွတ်စလင်ဒီကိုယ်တိုင်ကသိတယ်ပလီစီယာတွေတကယ်ခင်ဗျားတို့မွတ်စလင်ပညာရှင်ကြီးတွေအားလုံးသိတယ်အဲ့တော့ခင်ဗျားတို့ဥချတဲ့နေရာဘာလဲအော်ခင်ဗျားတို့ကအလာဆိုတဲ့စကားလုံးသုံးတယ်ဗျဖရားပေါ့ဗျာ အလာဆိုတော့ဖယားဘောဒါဂျူးဘာသာဒီဟီဘရူးဘာသာစကားအရဆိုအီလာဆိုပြီးတုံးတယ်အဲ့တော့ဟီဘရူးလူမျိုးတွေအဒီဂျူးလူမျိုးတွေကရှလမ်ဆိုပြီးတုံးတယ်ခမရတို့ကဆလမ်တုံးတယ်ဟီဘရူးဘာသာစကားကျမ်းစာတွေအရဆိုရင်အီလာလက်တုံးတယ်ခမရတို့ကအလာဆိုပြီးတုံးတယ်အဲ့တော့ခမရတို့တမန်တော်မိုဟမက်ကဒီ Jesus Christ ရဲ့နော် Jesus Christ ရဲ့ဒီပေါ်ပေါက်လာပြီးနှစ်ပေါင်း 900ကျော်600နီးပါးမှမုဟမ္မက်ကပေါ်လာတာပြီးတော့ခမရိုးရဲ့ဒီကုရ်အန်ကျမ်းစာအုပ်မှာမုဟမ္မက်ကိုပဲအဓိကထားပြီးပြောပြီးတော့ဟိုတမန်တော်ကအာ33နဲ့4000ဆိုပြီးမှခမရိုးကျမ်းစာမှာဒီလိုချထားတယ်ပေါ့အဲ့တော့တမန်33နဲ့4000ဆိုတဲ့ဒီတမန်တော်တွေကဘာတူလဲနာမည်လေးချက်ချပြပါဆိုခမရိုးမှာမရှိဘူးမဟုတ်လားဟမ်အဲ့တော့ဒါကျွန်တော်ဘာသာရေးတိုက်ခိုက်တာမဟုတ်ဒါမေးခွန်းနဲ့ပြန်သွားကြတာဘာဖြစ်သူဒီ లై မှာဒီ Yunus లై မှာ ီပြကျွန်တော်တို့ဗုဒ္ဓဘာသာတွေကအုံနေကိုကိုွယ်တယ်လို့သူပြောတယ်အဲ့တော့ကာဘာကဘာနဲ့တိဆောက်ထားတာပါလဲအဲ့တော့ခမားတို့ဒီနေ့ပလီထဲမှာဥချတဲ့နေရာကဘာနေရလဲဘာရီနဲ့ကာထားတာလဲလောက်ပါအောင်ခမားတို့အလာကိုဥချတယ်ဟုတ်ပြီအလာကိုဥချတဲ့အချိန်မှာခမားတို့ဝုပြုတဲ့အချိန်မှာဘေးဘက်ကိုဥတည်ပြီးဥချတာလေမကဘက်ကိုဥချတာဟုတ်တယ်မဟုတ်လားအဲ့တော့မကဘက်မှာဥချတယ်ဗျာခမားမကဘက်ကိုဥချတယ် နော်မကမာရှိတဲ့ဒီကဘာကိုခင်ဗျားတို့ဥချတယ်အဲ့တော့ကဘာကဘာနဲ့လောက်ထားတာလဲအဲ့ကဘာကိုစောက်ခဲ့တဲ့လူကဘာတူလဲမဟုတ်ကျွန်တော်တို့မှာမင်းကိုမင်းရတော့မှာဖြစ်နေပြီဗျာသိတယ်မဟုတ်လားကျွန်တော်အလားဆိုတာဒီကနေဘလို့ပေါ်ပေါက်လာတာလဲဘလို့ဖုန်းတကူရှင်ကြီးလဲอืมနော်မိုးအမက်ကစာမတပူအဲ့တော့ကိုယ်ကကျောင်းစာကိုရေးခဲ့တာဘာတူလေးလဲဟိုအလားအရင်ချစ်ပါတယ်ဆိုပြီးခင်ဗျားတို့ကဘာပြောမိုးအမက်ကိုခင်ဗျားတို့ကအများတိုင်းဒီကိုယ်ကကျောင်းစာမှာဒီအာ မောမဲ့နာမည်ကိုအများနဲ့သုံးတယ်ဗျာနော်အီလာဆိုတဲ့စကားကိုခမရတို့မွတ်စလင်မှာလည်းပဲအီလာကိုသုံးကြတယ်နော်အဲ့အဲ့ဒီမွတ်စလင်မှာသုံးတာရှိတယ်အဲ့တော့ခမရတို့ပြောနေတယ်အဲ့စကိုင်းမီကိုကျွန်တော်မေးခုပြန်မေးကျင်တယ်ခမရတို့ယုံကြည်မှုကျွန်တော်စော်ကားခြင်းမဟုတ်ဘူးခမရပြောလိုက်တဲ့စကားအရဘေးမှာလဲခမရတို့ရှိခုပြီးဒီနေ့၅ချိန်ပေါ့တရုတ်၅ချိန်ဘူးပြိုတယ်ဖះရှိခုတယ်ပလီမာဆိုလဲဘာမှမရှိဘူး ပလီမှာလည်းအုံနေအဲ့ဒီမှာခင်ဗျားတို့ဒီဟိုပေါ့ဟိုတင့်နေပဲဖြစ်ဖြစ်အာသမဟုတ်ဒီတမန်တလေးနဲ့အုတ်ခဲနဲ့ဟိုပဲခင်ဗျားတို့ဒီနေရာလောက်ပြီးမှဒါတွေအဲ့ဒီဟာပဲဥချနေတာမဟုတ်ဒါပေမဲ့အဲ့ဒီမှာဘာမှတော့မရှိဘူးဒါပေမဲ့ခင်ဗျားတို့ဥချတာဒီမကမှာရှိတဲ့ဒီဟိုပါလေဟိုဒီမော့ကဘာကြီးကိုကတော့နေတာဖြစ်နေတယ်ဥချနေတာဖြစ်တယ်အဲ့တော့အလားဘာတူလဲ အလာရဲ့ပုံမရှိဘူးအပုံသဏ္ဍာန်လည်းမရှိဘူးအလာနဲ့နိုင်ရှင်အောင်တဲ့ခမရပြောရတယ်စကိုင်းမင်ကပြောရတယ်ကျွန်တော်တို့မှာအလာပုံလည်းမရှိဘူးခွတိမခမရတော့အဲ့ဆိုခမရတော့ဘလို့တက်တီထောက်တာပြမှာလဲအကျွန်တော်ရွရွလေးမေးတာပါခမရပြောကျွန်တော်တို့ရဲ့ဒီဟိုဟိုသဒ္ဒနာပြုခေါင်းဆောင်တွေဘာညာစတဲ့ဖြစ်ပြောနေတဲ့ပုံကိုကြီးကြောက်ရမယ်ဘာရမယ်ဆိုတာဒါနဲ့ခမရတို့ကဘာသာတရားကူတိုင်းကအကြောက်တရားနေနဲ့နောက်အကျန့်ဖက်တဲ့လောက်ရတဲ့ခုကိုခမရတို့တိဆောက်ထားတာဖြစ်တယ်အဲ့တော့ကိုရောင်တေချာဖက်လိုက်ရင် မိုဟာမက်ကတကယ်ကိုမေတ္တာကရုဏာရှင်လို့ပြောတယ်ပြီးတော့ခမည်းတော်ကိုယ်တိုင်ကဂျူးလူမျိုးကိုမုန်းသိရမှာပြောတယ်အဲ့တော့ခမည်းတော်ကိုရန်ကြားစာမှာဟို49ကျင်းတတိဂျူးလူမျိုးတွေကိုဖရာသခင်ကအလာရတယ်လို့အခွင့်အရေးတွေပေးထားပါတယ်ဗန်နီအစ္စရာအီဆိုပြီးတော့မှအဲ့လိုမျိုးပြောထားတယ်နော်အဲ့ဒီမှာပြောထားတယ်အဲ့တော့ကျွန်တော်ပြောချင်တာကခင်ဗျားတို့ဂျူးကိုလည်းမုန်းတယ်ဂျူးကိုမုန်းတယ်ဂျူးဘာနာကိုဂျူးလူမျိုးကိုမုန်းတယ် အဲပြီးတော့ဂျူကိုရမန်နဲ့ဂျူတွေလောက်တာတယ်ပြီးတော့အဗရာဟင်ဆိုတာကလည်းပဲဟိုဂျူလူမျိုးဖြစ်တယ်မွတ်စလင်မဟုတ်ပါဘူးတခင်ယေရှုခေါ်တခင်ယေရှုလည်းသူကဂျူလူမျိုးဖြစ်တယ်အဲ့တော့ခမရတို့ဘာတွေကိုမကြင်မနက်တည်ဖြစ်နေလဲခမရတို့ပြန်ကြည့်ပါခမရတို့ဟိုကိုရန်ကျမ်းစာဝင်တယ်တမန်ကျမ်းစာဝင်တယ်ဘာကွာလဲဆိုတော့ဘာမှကွာပါဘူးเนาะအဲ့တော့ခမရတို့ယုံကြည်မှုကိုကျွန်တော်ကဟိုဒင်းလောက်နေတာမဟုတ်ဘူးအဲ့တော့ sky mean ပြောရတဲ့စကားခမရတို့အလာဆိုတာဘယ်လိုပုံတွေရှိလဲအလာကိုတွေ့ပြီးဆိုရင်ပလင်ကိုတွေ့ရင်တော့မှ လူကဟိုမီးလောင်သွားတယ်ကဘာမြေကြီးကပြာကျသွားမယ်ဆိုတော့ဒီ position ကတို့တိတ်အနေရရှိတာဟုတ်တယ်မဟုတ်လားတိတ်အနေရရှိတယ်အဲ့တော့နောက်တစ်ခုက balance ဆိုရင်ပြောပြအောင်မသိဘူးနောက်တစ်ခုက balance ဆိုရင်ခင်ဗျားတို့ဗုဒ္ဓဘာသာကမြင်းနီအိုပါအုတ်နီကိုကတော့ပါတယ်လို့ပြောတယ်ခင်ဗျားတို့ကတော့တာဒီမကာရဲ့ဒီဟိုဒီဟို black cover ဆိုတော့နော်ဒီ cover ပေါ့ဒီ black ဒီမကာမှာရှိတဲ့ cover ကြီးကတစ်ချိန်လုံးကမဟုတ်မဲ့မပေါ်တော့ကအဲ့ဒီနေရာဘာနေရာလဲဆိုတာ sky မင်ဆိုတဲ့ညကို ပြန်လိလာစေခြင်းတယ်သိပြီလားနော်အဲ့ဒါလေးတဘောပေါက်ကြီးတော်ပြောပြီးကြာနော်ဘာသာရေးတိုက်ခိုက်တာမဟုတ်ဘူးခင်ဗျားတို့ကကျွန်တော်တို့ပြောလို့ကျွန်တော်ကပြန်ခင်ဗျားတို့ကိုအတိအကျကျွန်တော်ပြန်ချပြတာအဲ့မကျင်နာဘုံမောင်စုကိုတတ်မယ်ဆိုရင်တတ်လို့ရတယ်အရေးယူရင်လည်းယူလို့ရတယ်ခင်ဗျားတို့ကတတ်နေကြတဲ့ဝါဒလေခင်ဗျားတို့ကလူတတ်တဲ့ဝါဒကိုရအခမ်းအိုဒီမကောရန်ကျမ်းစာမှာဆိုတော့အခန်းကြီးကိုအခန်းငယ်29မှာပြောထားတဲ့အတိုင်းပေါ့ဒါကျွန်တော်တို့မှာတသက်ထောက်တာတွေအများကြီးရှိတယ်အဲ့တော့မြန်မာပြည်သားတွေအလုံးသတိထားကြပါလို့နော် အားလုံးပဲမင်္ဂလာပါဗျဒီနေ့က2025စက်တင်ဘာလ26ရက်နေ့ဖြစ်ပါတယ်เนาะအဲ့တော့ဗမာတွေဗုဒ္ဓဘာသာတွေဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့ကောင်းကောင်းမွန်မွန်တည်တည်နေမြတ်စွာဘုရားရဲ့သာသနာကအလုံးမတန်မအနှစ်သာရတန်ဖိုးရှိတယ်ဘာသာလို့ပြောရင်တချို့တွေကသာသနာလို့ပြောရင်ဘာသာလို့ပြောရင်အတူတူပဲလို့ဘာလို့ပြောကြတာရှိတယ်ဘာသာနဲ့သာသနာကလုံးဝမတူဘူး ိုးတရောင်ရောင်နဲ့မတူဘူး။ဘာကြောင့်တိုးတရောင်ရောင်နဲ့မတူဘူးလဲလို့မေးလို့ရှိရင်ဘာသာလို့ပြောလဲရှင်ခရစ်ယာန်ဘာသာပဲဖြစ်ဖြစ်အစ္စလာမ်ဘာသာပဲဖြစ်ဖြစ်မွတ်စလင်တိုက်တဲ့ဟိန္ဒူဘာသာပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်ဘာသာလို့ပြောလဲအားလုံးအတူတူပဲ။ဘာတူလာလဲလို့မေးလို့ရှိရင်ယဉ်ကျေးမှုတွေနဲ့ဖွဲ့စည်းထားတယ်။လူမျိုးရေးတွေဖွဲ့စည်းထားတယ်။ဘာသာရေးတွေအယူဝါဒတွေယုံကြည်မှုတွေကိုးကွယ်မှုတွေဟာလာဒလိထုံနှံအစင်လာပြီ။အဲ့ဒါဒီအားလုံးနဲ့ဖွဲ့စည်းထားတာကဘာသာတရားပဲ။ တာသနာလို့ပြောလိုက်လို့ရှိရင်မြတ်စွာဘုရားရဲ့အဆုံးအမတီးတန့်ကိုသာတာသနာလို့ခေါ်တာမြတ်စွာဘုရားနှုတ်တော်ထွက်တဲ့စကားတွေတချို့အရာတွေကမြတ်စွာဘုရားနှုတ်ကထွက်လာတာမဟုတ်ဘူးဗုဒ္ဓဘာသာရဲ့အစဉ်လာတွေတော်တော်များများမှီညမ်းပြီးတော့လူမျိုးတစ်မျိုးရဲ့ဓလေ့တစရိုက်တွေနဲ့ဖွဲ့စည်းထားတာဗုဒ္ဓသာသနာမဟုတ်ဘူးဗုဒ္ဓရဲ့တည့်ရိုက်အဆုံးအမမဟုတ်ဘူးအဲ့တော့ဗုဒ္ဓသာသနာနဲ့ဗုဒ္ဓဘာသာတွေတူတယ်လို့လို့နဲ့ကွဲတယ်အဲ့တော့တနည်းအားဖြင့် တစ်ထက်တည်းကြတယ်လို့ပြောချင်လဲပြောလို့ရတယ်ဘလို့ပြောလို့ရလဲကံကြီးပြင်းနဲ့ကံမောင်ကြီးနဲ့တူတယ်ကံမောင်မရှိဘဲနဲ့ကံကြီးပြင်းမတည်ဘူးအဲ့တော့ဗုဒ္ဓဘာသာဆိုတဲ့ကံမောင်ကြီးမရှိလို့ရှင်ဗုဒ္ဓသာသနာဆိုတဲ့ကံကြီးကမတည်ဘူးဗုဒ္ဓဘာသာဆိုတဲ့ကံမောင်မတက်လာဘဲနဲ့လေဗုဒ္ဓသာသနာဆိုတဲ့ကံကြီးပြင်းကရေကိုတောက်လို့မရဘူးဆိုတော့ဒါဆိုရင်တွဲရတော့ရှိနေတယ်တတိတတန်ကံမောင်ကကံမောင်ရေကရေပဲ မနာလဲမှာနော်အဲ့တော့ကိုကျော်ကြီးဒီဒီကံမောင်ရဲ့သဘောတရားကိုလည်းသိတယ်ကံကြီးရဲ့သဘောတရားကိုလည်းသိတယ်အဲ့တော့ကံကြီးထဲမှာတစ်ခါတလေမှာအမှိုက်ကြီးမော်ဒီပါလာတဲ့အခါမျိုးမှာဆယ်ထုတ်ပေးရပါလိဘုဒ္ဓတာဝန်လဲလို့မြင်လို့ရှိရင်တန်ဃာကြီးရဲ့တာဝန်ငကိုယ်တွေကသူတို့ဒီသာသနာရဲ့ရေပြင်ပေါ်မှာတည်တဲ့ပုံပုံကြီးဖြစ်တဲ့အတွက်သူတို့ဒီတန့်စင်အောင်လုပ်နေရမှာ သူတို့ကိုသူတို့လည်းတန့်စီအောင်လို့သူတို့ဒီကန်ရီပြင်းနဲ့ကန်ရီတဲကိုရောလာမယ်အမှိုက်တက်လိုက်ဒီအဲ့တော့လုတာမလုတာသူတို့ဘိုင်းမဟုတ်ကျွန်တို့ဘိုင်းမဟုတ်ဟုတ်ပြီနော်ဒီသာသနာပေါ်ချစ်မြတ်နိုးတယ်ဆိုတဲ့အလုပ်ဒီအဲ့တော့လူတွေကဘာလဲလို့မေးလို့ရှိရင်ကံပေါင်နဲ့တူတယ်ဒီကန်ရီပြင်းကြီးတည်နေဖို့အတွက်ဗုဒ္ဓဘာသာဝင်နေကနေဝိုင်းပြီးတော့ဘောင်းနေနဲ့ထိမ့်ကော်ထားတာဒီရေကိုပဲအတုံးပြူပြီးတော့ဒီကံပေါင်ပေါ်မှာအပင်ကြီးစိုက်မယ်ဒီအပင်ကြီးကပဲဒီကံရီကိုအရေးပြန်ပေးမယ် ဆိုတော့အပြင်းပြန်အငန်းနဲ့မှီတင်းပြီးတီရှိနေတဲ့ရင်နဲ့ကံမောင်တို့ပဲနော်အဲ့တော့ကျွန်တော်တို့ကဗုဒ္ဓဘာသာကိုထဲထဲဝင်ဝင်မသိလို့ရှိရင်ဒီကံကြီးရဲ့အနှစ်သာရကိုကျွန်တော်တို့ဘလို့လို့သိမလဲမသိကြကြထိမ့်သိမ့်ထားမှာမဟုတ်အဲ့တော့ကံမောင်ရဲ့အနှစ်သာရကိုလည်းသိရမယ်ကျွန်တော်တို့ဒီနှစ်ပေါင်း3000လောက်ရင်ကျင်းမှုတမိုင်းတန်ဖိုးရှိတယ်လူမျိုးတမိုင်းတန်ဖိုးရှိတယ်မြေတန်ဖိုးရှိတယ် စာပေအနုပညာယတဇကားအကုန်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 ဘယ်ဘယ်လိုမျိုးနဲ့မှမကုန်မတူလားအနှစ်သာရတွေအလုံးမတန်မှပြေဝတဲ့လူမျိုးဖြစ်တယ်တမိုင်းတန်ဘူရောရင်ကျေးမှုတန်ဘူရောလူမျိုးတန်ဘူရောမြေတန်ဘူရောသာသနာတန်ဘူရောဘာနဲ့မှနှိုင်းရှင်လို့မရတဲ့ဘယ်အယူဝါဒဘယ်ဘာသာဘယ်လူမျိုးနဲ့မှနှိုင်းရှင်လို့မရတဲ့အလုံးမတန်အနှစ်သာရပြေဝတယ်တိုက်ရည်တပြည်ဖြစ်တယ်အဲ့ဒါကိုခင်ဗျားတို့နားလည်ရမယ်မြတ်စွာဘုရားရဲ့ တရားတော်တွေမှာကျုပ်တို့ပုဂ္ဂိုလ်တတ္တဝါတွေဆိုတာကကိလေသာရဲ့စုံမှုမှုအောက်မှာနေနေကြတာကြိုက်တဲ့အယူဝါဒတွေထွင်ဒိဋ္ဌိကိလေသာတွေမှာဝင်နေနိုင်ငံကြီးအယူဝါဒတွေကြိုက်တဲ့လောက်ထွင်အဲ့ဒီနိုင်ငံကြီးအယူဝါဒတွေဘာလို့မတည်ငြဲလဲလို့မေးလို့ရှိရင်ဒိဋ္ဌိကိလေသာတွေသူကလောက်ထားတာဒိဋ္ဌိဆိုတဲ့အယူဆိုတဲ့ကိလေသာနဲ့လောက်ထားတာဖြစ်ခြင်းကြောင့်အဲ့ဒီအယူဝါဒတွေဒီဘယ်တော့မှရည်ရှိတည်ငြဲရောကြာရှိထုံးစံခံရုံးမရှိဘူးနားလည်လား ဲ့တော့ကျုပ်တို့ဗမာတွေဗုဒ္ဓဘာသာတွေကအဲ့ဒီဒိဋ္ဌိကိလေသာတွေနဲ့ဖန်တီးထားတဲ့နိုင်ငံရေးတွေကိုကြုံခံရမှာမဟုတ်ဘူးလောကကြီးမှာဒိဋ္ဌိကိလေသာရှိတယ်အဲ့ဒီဒိဋ္ဌိကိလေသာကငါငါဥစ္စာဆိုပြီးတော့ဆွဲထားတဲ့အဆွဲကဘယ်သူမှမလွတ်ဘူးသူ့မရသွားကျုလွန်ကြီးပါလားကျုလွန်လို့ရလားသူ့မျိုးကိုကျူးကျော်ကြီးကျူးကျော်လို့ရလားမရဘူးအဲ့ဒီယူဝါဒတွေကိုကျုပ်တို့ကကောင်းကောင်းနားလဲရမယ်နားလဲရတာဖြစ်ချင်းကြောင့်ကျုပ်တို့ပိုင်ဆိုးထားတဲ့အချုပ်ချာအာဏာနဲ့ကျုပ်တို့ပိုင်ဆိုးထားတဲ့မြေကြီးကိုဘယ်သူမှပေးလို့မရဘူး ယနေ့ကမ္ဘာပေါ်မှာအချုပ်ချာနဲ့အာဏာအစ္စရေးဆိုမြေကြီးရဖို့ပါလက်စတိုင်းဆိုမြေကြီးရဖို့အသေးအတန်လူတပ်ပွဲတွေကျင်းပနေရတယ်။ကျွန်တော်လူတပ်ပွဲကျင်းပစရာမလိုဘူးကျွန်တော်မြေကြီးကျွန်တော်ကျွန်တော်ပိုင်ပြီးသား။ငကိုလေးအချုပ်ချာအာဏာပိုင်ပြီးသား။ကျွန်တော်လူမျိုးအချင်းချင်းသာစက်ခွက်လုနေကြတာနော်။ငါငါအပိုင်ရင်နဲ့သူကပိုင်ရင်နဲ့စက်ခွက်လုနေကြတာ။ကျွန်တော်ငကိုလေးကပိုင်ပြီးသား။နိုင်ငံရေးမလုတ်တက်တဲ့အတွက်လက်နက်ကင်နေကြတာ။နိုင်ငံရေးဆိုတဲ့စကားလုံးတစ်လုံးကိုနားမလည်ဘူး။လက်နက်ကင်နေကြတာ။အဲ့တော့ကျွန်တော်ရဲ့အချုပ်ချာအာဏာနဲ့မြေကိုကျွန်တော်ဘယ်သူမှပြီးလို့မရဘူး။ ။ဘာကြောင့်လဲလို့မေးလို့ရှင်ကျုပ်တို့လူမျိုးကစာပေရင်ကျင်းမှုဆရာဟုတ်လားတမိုင်းမှာအမှုပညာနဲ့ပတ်သက်လို့စာပေနဲ့ပတ်သက်လို့ကျုပ်တို့ကကိုယ်ပိုင်အခက်ရတယ်ကိုယ်ပိုင်စကလုံးနေတယ်ကျုပ်တို့ကစာပြီးတီထွင်လာခဲ့ကြတာဟိုပြုတ်ခေတည်းကတီထွင်လာတာအဲ့အချိန်မှာသူများကလည်းစကလုံးဆိုစာပေဆိုတာမရှိဘူးအဖြစ်ကြီးနဲ့ဒီစာပေရင်ကျင်းမှုတွေတိုးတက်လာတယ်အမှုပညာရင်ကျင်းမှုတွေအကအလှတွေဟုတ်လားယနေ့အချိန်ဒီအကမရှိတဲ့လူမျိုးတွေရှိတယ်စာပေမရှိတဲ့လူမျိုးတွေရှိတယ်နော် ယဉ်ကျေးမှုဆိုတာဗာမန်းနားမလဲတဲ့လူမျိုးတွေအများကြီးရှိတယ်ကျုပ်တို့မှာကြိုက်တဲ့နေရာဒေသကိုကျုပ်တို့အမျိုးမြတ်တယ်ဆိုတာအဲ့ဒါကိုပြောတာကျုပ်တို့အမျိုးကုန်ရိုးကုန်ကျုပ်တို့ထိန်းသိမ်းရမယ်ကျုပ်တို့ပိုင်ဆိုင်ထားတဲ့အရာတွေကိုကျုပ်တို့ကစောင့်ရှောက်ရမယ်ကျန်တာတွေကအချင်းချင်းဟာလာခွဲဝေကြီးတွေဘာတွေကသူတို့ကိစ္စကျုပ်တို့ကိစ္စမဟုတ်ကျုပ်တို့ဗမာလူမျိုးမှန်ဗုဒ္ဓဘာသာနဲ့ကျုပ်တို့ရဲ့အချုပ်ချာအာဏာပိုင်ညီကိုကျုပ်တို့ကာကွယ်ရမယ်ဒါပရမဗရာမကြဗရာဏကြတယ်ဘာကြောင့်ဗရာဏကြတာလဲလို့မေးလို့ရှိရင်အဖြေကရှင်းရှင်းလေးလေး တို့နိုင်ငံရေးအယူဝါဒတွေအင်္ဂလန်နိုင်ငံရေးအယူဝါဒတွေအခုအချိန်မှာတို့အချုပ်ချာအာဏာလွတ်သွားပြီဆိုတာသိနေတို့ရင်ထွတ်မကွဲဖြစ်နေလက်သီးလက်မောင်းနေတန်းလို့လည်းမရတော့လူတပ်ပွဲတို့ဖန်တီးရတော့ငါတို့လူတပ်ပွဲဖန်တီးစရာမလိုဘူးငါတို့လက်ထဲမှာပဲအချုပ်ချာအာဏာအခုချိန်ကြီးရှိနေတည်နေအဲ့ဒီတော့ငါတို့ဖန်တီးစရာအကြောင်းမရှိဘူးအဲ့တော့ငါတို့ကဘာကိုကာကွယ်ရမှာလဲလို့မေးလို့ရှိရင်ငါတို့ရဲ့ဗုဒ္ဓဘာသာယဉ်ကျေးမှုတွေစာပေတွေအမှုပညာတွေဟာလွန်ခဲ့သောတိတ်မကြခင်ကာလနိုင်ငံရေးတွေတည်ငြိမ်နေတဲ့ချိန်ခါမှာဟာ အနုပညာယဉ်ကျေးမှုတွေနဲ့တကယ်ကိုခံခံနာနာ arrangement အနေနဲ့လုပ်ပြီးတော့မဟာဆိုတဲ့တခြင်းတွေကိုဖန်တီးတာဒီငါတို့တိုင်းရင်းသားတခြင်းတွေဖန်တီးတာဒီမင်းတို့ဂျင်းထဲမှာနှလုံးသားတွေနဲ့ခံစားလို့ရတယ်ရာအများကြီးငါတို့လုပ်နိုင်ခဲ့တယ်ငါတို့အားအရည်ကိုပဲလုပ်ရမှာငါတို့အချင်းချင်းတက်နေလို့ငါတို့အကျိုးစီးပွားမရှိဘူးဟုတ်လားအဲ့တော့ငါတို့ဗုဒ္ဓဘာသာရဲ့စကားလုံးတစ်လုံးကိုကိလေသာကိုဆိုတဲ့စကားလုံးတစ်လုံးကိုနားလည်လိုက်တာတော့မှနိဗ္ဗာန်ကိုမသွားမဲနဲ့လောကီအကျိုးစီးပွားတွေကိုငါတို့ကဘယ်လိုစီမံအုပ်ချုပ်လို့ရတယ်ဆိုတော့ငါတို့ကနားလည်သွားတယ် အဲ့ဒါငါတို့ရဲ့ဘာသာတန်ဖိုးတမိုင်းတန်ဖိုးလူမျိုးတန်ဖိုးအမွေတန်ဖိုးတွေဖြစ်တယ်ငါတို့တွေဘာလဲဆိုရင်ငါတို့ဘာလုပ်ကြမှာလဲပညာတက်အောင်သင်ကောပညာကအရေးကြီးဆုံးပဲအသိပညာအတတ်ပညာအကုန်သင်ရမယ်ဘာသာသာသနာနဲ့ပတ်သက်ပြီးဟာဒီလောကီရေးရာတွေနဲ့ဆက်ဆက်ပြီးတော့တွဲခေါ်နိုင်တဲ့ဉာဏ်ပညာတွေငါတို့ထက်မြင်ရမယ်ငါတို့စီးပွားဥစ္စာတွေရှာရမယ်သူများကတွေကိုငါတို့ကမေတ္တာတရားထားပေးရမယ်ကရုဏာတရားထားပေးရမယ်မုဒိတာဥပ္ပခာပြုတဲ့လူကိုငါတို့ဥပ္ပခာပြုလိုက်ရမယ် ငါတို့ကပေးတော့လက်ဒီဖြစ်ရမှာငါတို့လာပြီးစိုးမိုးလို့မရဘူးနားလေလား